ီအိမ်ပေါ်ကဆင်းတော်နဲ့မင်းနဲ့ကသိခံပြပဲနော်မိဘမေတ္တာအပြည့်ရှိတယ်မိဘမေတ္တာကိုလည်းနားလေတယ်မိရညီကိုမောင်တို့မှ၈ယောက်ရှိတယ်၈ယောက်မှာမိရအကျက်အသက်ကအကြီးဆုံးမိပဲဒီ၈ယောက်ကိုတက္ကသိုလ်တွေပဲရောက်တဲ့အထိအကုန်လုံးအမေပဲကြီးပြင်းပြီးတော့ဒီလိုပေါ့နော်ကျွေးပြီးစုပြီးတော့ ်ဆုံးမပဲ့ပြင်တာတော့ဘော။အော်တမီးကတမီးအကြည့်ဆုံးလေ။အတမီးတောင်းဝင်ယူအောင်။အော်ယူမှာပေါ့မေ။မေစိတ်ချမ်းသာတာတာနေ။နော်။အဲ့လိုပြောရင်ဘယ်တော့မှမကြောက်ဘူး။မေရဲ့သုံးရင်းနောက်နေတော့အမေကကားအက်ဆီဒင့်ဖြစ်ပြီးရုပ်တရက်ကွဲလွန်သွားတာ။ဆိုတဲ့ဇာတ်တော်နဲ့ပတ်သက်ပြီးတော့အမတ်တရားစကားလေးပြောပြပါလားရှင်။ This is our phenomenon CNC. အရှမ်းနာမည်ကောင်းတာတိပါ။ เนาะไอ้สกาลนี้โหပြောอ่ะมั้ยสื่ออันนี้รู้ว่านี่มนต์มาชื่อวินเกเลยอันนี้อ่ะอจิสงเอออันนี้มีบ่าริไม่ရှိได้หนอกไปมาเมียก็มีโอซิเซนนาซิงเวโรมีอัตเตเนสเซจสักครับนี่กูมนต์มาริเนี่ยดูเยอะแต่คําอันนี้อ่ะนี่กูมนต์มาริอ้าวแล้วก็ ခဲ့တဲ့ပညာနဲ့ပေါ့နော်လုံကျေးရှာပြီးကျူးပြီးတော့ဝယ်နေရတဲ့ခြားခွေကုဒီသစ္စာပညာစီရင်စီဆိုတဲ့နာမည်ကိုကျန်းကြိုက်တာပဲဒီကားမှာတော့အမေကဟိုနင်းပေါ့နော်ဒီပိုင်ကေဟာရဲ့ယူကြီးပေါ့ယူကြီးဆိုတာအမေပေါ့နော်အဲ့ဒီနေရာနေပေါင်ရပါတယ်အဲ့တော့ပြေးကြအောင်။နောက်မှအေးစီဆုံးနေကြအောင်။မင်းဒီအိမ်ပေါ်ကဆင်းတော်နဲ့ မင်းနဲ့ကသိခံပြပဲနော်အမေဆိုတော့အမေကသားသမီးတွေကိုအကုန်လုံးချစ်တာပေါ့နော်အသားသမီးတွေပြုံးလင်းတယ်ဒါပေမဲ့သားသမီးတွေကအမွေလိုချင်နေကြတာဟိုဖောက်ပြန်တဲ့လူတွေဖောက်ပြန်နေနောက်ပိတ်ဆုံးသမီးတွေကတမျိုးသားတမျိုးအမွေတောင်းလို့မှအမေကဟိုစိတ်ထဲမှာတော်တော်ရင်ခွဲပက်လက်ဖြစ်ရတာပေါ့နော်အဲ့လိုအမွေလိုကြမှာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုအဲ့လိုလိုကြတာကပါအော်အပြင်းအထန်တရင်တွေကိုကြားရနော် အမေတယောက်နေရတော့အမေကတော့တမီးတယောက်ကမွေးထားပေမယ့်အမေကတော့မိဘမေတ္တာအပြည့်ရှိတယ်လीနော်နောက်တစ်ခုကဟိုအမေကတာသမီး6ယောက်ထဲမှာဆိုအမေကအကြီးဆုံး6ယောက်ပါလीအကြီးဆုံးဆိုတော့အမေကိုနဲ့ကလေးကို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 နိုင်တယ်ပေါ့နော်အဲ့ဒီကိုနိုင်တယ်ဟိုမိဘမေတ္တာအပြည့်ရှိတယ်မိဘမေတ္တာကိုလည်းနားလေတယ်အငယ်လေးတည်းကမိဘနှစ်ပါးကိုအမြဲတမ်းကို ေါ့နော်ကိုဂျုံကန်ကျုံမေလှုပ်ရှားလာတယ်မိဘကျေးဇူးကိုလည်းတည်တက်တဲ့လူတယောက်ဆိုတော့အမေကကိုကိုကိုမှောနေအောင်ပဲနော်အဲအဲ့ဒါမျိုးပေါ့နော်ပြီးတော့အမေကညီကိုမောင်တို့မှ၈ယောက်ရှိတယ်၈ယောက်မှာအမေကအသက်ကအကြီးဆုံးနောက်ပြီးတော့အမေနဲ့အဖေကနှစ်ယောက်စလုံးဆုံးပါသွားတဲ့အခါမှာအမေပဲဒီ၈ယောက်ကိုတက္ကသိုလ်ကြီးပဲရောက်တဲ့ဒီအကုန်လုံးအမေပဲကြီးပြင်းပြီးတော့ဒီလိုပေါ့နော်ကျုံမေပြည့်စုံပြီးတော့ ဆုံးမပဲ့ပြင်တာတော့ဘောမင်းတို့ကတော့ဆိုရင်အမေဆိုလဲအမေဆိုလဲဟုတ်တလို့ဒါသမီးလဲတချင်ကဖြစ်ခဲ့ဘူးအမေလဲဖြစ်ခဲ့ဘူးတဲ့သမီးလဲဖြစ်ခဲ့ဘူးတဲ့ဆိုတော့အမေရဲ့စကားတွေအမေဆုံးမတဲ့ဟာတွေအခုဆိုရင်အမေသမီးတွေ အဲအမေတမိအရွယ်တွေတွေ့တဲ့လူတွေအမေကတော့ဒီလိုပြောပြတယ်ငါတို့အမေကငါတို့မိဘတွေကတော့ဘယ်လိုဆုံးမခဲ့တာဘယ်လိုတွေပြောခဲ့တာအဲ့တော့ငါဘယ်လိုနားထောင်ခဲ့တယ်ဘယ်တော့ပဲပင်မပင်မပင်မအမေတို့အမှုပညာသိပါတယ်ပင်မမှုတွေအများကြီးရှိပါတယ်နော်ခီးသွားတာဒါလားဒါလေးလှုပ်လှုပ်ရတာတွေမှာအဲ့လိုတွေရှိခဲ့ပင်မအမေကဟိုပေါ့နော် ဟိုမငင်းညူခဲ့ဘူးအဲအဲ့လိုမေလုတ်တီးခဲ့တာရှာကျူးခဲ့တာဒါကိုဂုံယူပြီးပြောတာမဟုတ်ပါဘူးဒါအမေတောင်းနေကြည့်ပြနေတော့တာသမီတွေကိုလည်းတုံတဲ့လူတွေ့လို့ရှိရင်မြရအဲ့လိုပြောပြတယ်သူတွေသူမတွေတွေ့ရင်လည်းနော်အဲ့ဒါလေးတော့အမေရရှိလာတာဝေခန်းထိုက်မှာပါကိုလိုချင်တိုင်းနဲ့မရပါဘူးအမေဆိုတာလေနော်မိဘကမိတာသမီပေါ်မှာဘယ်လိုစေတနာထားတယ်ဆိုတာကိုလေ အဲ့ဒီစီချင်တာပေါ့နော်ရှိတဲ့လူတွေလည်းရှိကြမှာပါအကုန်လုံးခုကလေးတွေကပုံနာလင်မှာပါနော်အမေမိဘရဲ့ချစ်ချင်းတွေကိုလည်းခံခဲ့ရတယ်နောက်တစ်ခုကအိမ်အောင်ကြောက်သွားတော့လည်းအမျိုးသားရဲ့ချစ်ချင်းကိုလည်းခံခဲ့ရတယ်နော်အမျိုးသားချစ်ချင်းတွေကတကယ်စိတ်မှန်ခဲ့ရတယ်နော်ဒီအားလေးဟုတ်တယ်အမေကလေအိမ်အောင်ကြောက်ဖို့တောင်မှဒါကူစာပါလို့ပေါ့နော်အမေကဒီမောင်နှမတွေကိုမိရအခွဲနိုင်ဘူးမောင်နှမတွေကိုရှာကြွေးဖို့ဟာအမေမှာအမြဲတမ်းတောင်းပန်ရှိတယ်မမေကလည်း သူမဆုံးခင်၃ရက်လောက်မှာမမေကဖះကမှာဖះချက်ကိုရေယောဂီကိုဆုံးနေတမီးရခဏလာပါအောင်အမေစကားပြောကြတော့အမေဘာပြောမလို့လဲအမေအမေပြောမင်းတော့တမီးငယ်လေးနှစ်ယောက်၃လောက်ရှိတယ်တမီးတာဝန်ယူရမယ်ပညာတတ်တဲ့အတိအကုန်လုံးကိုအမေဘာတွေပြောနေတာလဲအော်လူဆိုတာကိုယ်တော့လည်းမဆန်ခင် ဆန်တော့လည်းမကွေးခင်ဖြစ်တတ်တာလေ။အော်သမီးကသမီးအကြည့်ဆုံးလေ။အသမီးတာဝန်ယူရမှာပေါ့။အော်ယူမှာပေါ့မေ။မိစိတ်ချမ်းသာတာတာလေ။နော်။အဲ့လိုပြောရင်ဘလောက်မှမကြောက်ဘူး။မိရဲ့သုံးရင်းနောက်နေတော့အမေကကာအက်ဆီဒင့်ဖြစ်ပြီးရုပ်တရက်ကွဲလွန်သွားတာ။အဲ့တော့အမေမှာပေါ့နော်။အန်တီပေါ့အများကြီးတာဝန်နေရှိတာပေါ့။အဲ့စကားကြားတော့ဟောဆိုရင်ဒီလိုတိုင်းအင်းတချို့လိုဆိုရင်တော့အမေကလည်းဘာတွေပြောနေတာလဲ ဟဲ့ဘာဖြစ်လို့ပြောတာဒီဩသမီးရတယ်တရားသဘောရအောင်မသိဘူးလားအမေကမနေ့တိုင်း9နာရီဆိုအိယာထားတယ်အဲတရားအထုတ်နေတယ်အဲအဲ့တော့အဲ့လိုပေါ့နော်အဲ့ဒါမျိုးလေးတွေပေါ့နော်ရှိရတဲ့အခါကျတော့ဟိုအမေအဲ့လိုပြောလိုက်တဲ့ခါမှာအံ့ဩသွားတာပေါ့နော်အမေဖြစ်စေခြင်းတဲ့အတိုင်းဖေးဟရင်ဆုံးသွားလေအဖေပြီးတဲ့ခါကျတော့အမေဆုံးသွားတယ်အဲ့တနှစ်လောက်ကျော်နှစ်နှစ်လောက်တော့လေ ဲ့တော့အမေမှဟိုတာဝန်ပြေဝရှိတာပေါ့ဒီသစ္စာဖြစ်တာဆင်းရဲဆီမရှိမရဲ့ဝတ္ထုကိုရိုက်ကူးတာဇလန်းလေးရကောင်းပါလေအမေလည်းကိုလှုပ်ဆောင်ရတဲ့နေရာလေးကိုအမေကတော့ကိုလှုပ်ဆောင်ွယ်လေးပါရှိတယ်လို့အမေကကားရရင်ကြည့်တတ်ပါတယ်အဲ့တော့ကိုလှုပ်ဆောင်ရဲ့နေရာလေးကိုအမေသဘောလဲကြတယ်စူးစမ်းပြီးတော့လည်းအမေလုပ်ခဲ့တယ်အဲဒီကလေးကို ကြည့်ပြီးတော့ချစ်တော်ပိယတ်ကြီးတွေ အဲအန်တီကိုအားပေးတဲ့ပေးသက်ကြီးတွေကဒီစံတစ်ခုအမှတ်တရလေးရသွားပါစေ ရသွားရင်တော့အမေကျေနပ်ပါတယ်ကျေးဇူးပါကျေးဇူးပါရှင်ပေးသက်ကြီးကိုလည်းလေးစားပါတယ်